မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဒီတစ်ခါတော့ဆရာက2025ခုနှစ်ဆယ်လပိုင်းအတွက်တနင်္လာသာသမီမိတ်ဆွေတွေအတွက်ဂန်ဂျမာဟောစတန်းကိုဆရာကတလားစာဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အယယာဘေးဘီယာမှန်သမျှဝေးပွာကြပါစေကြောင်းဒီကနေ့မေတ္တာဖို့ဆုတောင်းထောက်ပနာပြုသလိုက်ပါတယ်ခင်ဗျာနော်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွက်မှာအော်တိုဘာလအတွင်းမှာမိတ်ဆွေတို့ဟောအချိန်တွေဘာလို့လုံးနဲ့တရွရွနဲ့ပြောင်းလဲလာအခုဆိုလို့ရှိရင် ဘာမှမဟုတ်ဘူး2025ရဲ့ဆယ်လပိုင်းကိုရောက်လာပြီဒီဆယ်လပိုင်းတွင်မှာတင်းလာသားတမီမိတ်ဆွေတွေရဲ့ကံကြမ္မာကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဒါပြီးတော့ဥစွာမန္တလေးကိုဆရာရောက်နေပါတယ်မန္တလေးကမိတ်ဆွေဆရာငယ်နဲ့တွေ့ကျင်တဲ့မိတ်ဆွေများဆရာအစာကြီးကွန်ဒို74 24 25မှာနေပါတယ်ခင်ဗျာเนาะဆိုတော့တို့တော့ဆရာနဲ့တွေ့ကျင်နေဆိုရင်ရက်ရှင်းလေးတစ်ရက်လောက်တော့ကြိုပြီးတော့ဆရာရဲ့ခွန်ကိုတုံညာ293ညာ၄တက်လျှောက် WhatsApp Telegram မှာဖြစ်စေ ဆက်တွေ့ပြီးတော့ဆရာကိုဇာတ်နဲ့တွေ့ကြမှာလေဆိုပြီးတော့ဆရာကိုဆင်းရင်ပြည့်သွင်းတာပါဆရာဖုန်းပြန်ဆက်ပြီးတော့ရက်ချင်းပြရမရနဲ့ရမယ့်အချိန်ကိုဆရာပြန်ပြောပြပါမယ်လို့ဥစွာပြောပြရင်လည်းအထူးအစီအစဉ်ပေါ့တနင်္လာသာသမီတွေအတွက်ဆရာတို့စတင်ဟောလိုက်အောင်ခင်ဗျာနော်တနင်္လာသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုအကူမပိုင်းမပြီးရတာမျိုးတွေဖြစ်နေ တယ်ဆိုရဲစိတ်မျိုးကံမျိုးပြနေတဲ့အတွက်မိတ်ဆွေတင်းလင်းလာသားသမီးတွေဟာဘာဖြစ်ဖြစ်ဝန်နေရာလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာကတော့ဂျိမ့်တီတေချာပါလိမ့်မယ်သို့တော့ဒီဆယ်လာပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေတတိထားပါ အဲ Twitter Twitter တဲ့ကျမ်းမာရေးလေးကိုသတိပြုစင်ကြရလိုအပ်ပါတယ်ဒါဟာပြီးမိတ်ဆွေတနင်္လာသားသမီးတွေကလက်ရှိဒီရဲ့ဆယ်လာပိုင်းပြန်မှာဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်ဟိုစနလိုပေါ့ဟိုအစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကျော်လို့ချက်တော့ကိုခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်တော့ကျမ်းမာရေးလေးဒီမှာထုံကျင်ရတာမျိုးနာကျင်ရတာမျိုးကြိုက်ခဲရတာမျိုးတွေဖြစ်တတ်တယ်လို့ twin နဲ့ပတ်သက်ပြီးတော့အရေးပြားတော့เนาะ twin နဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါ ဒါဆိုလို့ရှိရင်သွေးတိုးသွေးတက်ရှိနေတဲ့သူသွေးစေးလေးပဲလှူလှူကိုကပုံမှန်သွေးလှူနေကြမယ့်ဆိုရင်သွေးလေးလှူပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူဖြစ်ပြီးများစွာကံကောင်းလာစေမှာဥစွာတည်ကြတယ်လို့ဆရာကပြောလိုပါတယ်။ကောင်းပြီအသက်65နှစ်အထက်တနင်္လာသားမိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဂရုစိုက်ပါလေထိုးလေအောင်လေပြန့်လေဖြတ်တာမျိုးတွေဂရုစိုက်ပါရေကိုင်နဲ့အခါတတိပြုစင်နေတာအတွက်တော့လူအကြောင်းထားလောက်ပြောကြလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2020 ငါးခုနှစ်ဆယ်လပိုင်းအတွင်းမှာကံဟာအရာရာကိုရှိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာကိုဖြစ်ဖြစ်ကံဟာမိစွေတို့ပတ်မှာအခြားသောနေသားတွေထက်တနည်းလာတွေကဒီဆယ်လပိုင်းဆိုတဲ့ကာလအတွင်းမှာဆိုကျင်းတည်တယ် ရှိလို့ဆောင်ရပါမိတ်ဆွေတို့ကဘာကိစ္စဖြစ်ဖြစ်ငွေကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာလို့ဖြစ်ဖြစ်ကျင်းတည်ပါအခြားသောနေသားတွေကကံကလူပဆွမ်းရင်တော့ကံကမဆားမဲ့ကာလနှကောင်းနှမြတ်တို့အတိတ်ကကံတို့ပဋ္ဌာန်းဆက်တို့ပုပ်ကိုဆက်တို့ရအခုဒီကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကလက်ရှိဒီ2025ဆယ်လပိုင်းမှာ ကံရဲ့တိုးတက်မှုနဲ့အထောက်အကူရရှိတတ်တဲ့တို့ကမိမိအနေနဲ့ဘာကိုဖြစ်ဖြစ်အမီခံလုပ်ခြင်း၊စိုင်းဘုတ်တင်ခြင်း၊ဒီဇိုင်းဆွဲခြင်း၊ graphic အစားရှိတဲ့အရာလေးပဲဖြစ်ဖြစ်စတင်လုပ်ဆောင်တာကိုပဲဖြစ်ဖြစ်အတတ်နိုင်ဆုံးအဖွဲ့အစည်းတင်ဖွဲ့နဲ့ပတ်သက်ပြီးဥဆောင်လုပ်လို့တဲ့လုပ်ငန်းတွေအမီခံလုပ်လို့တဲ့ကိစ္စတွေမှာတော့ချိတူအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမှအတိအကျပဲဖြစ်တယ်လို့ကံကနည်းနည်းလေးကိုကနည်းနည်းလေးညံလေးနဲ့ဝရိယလေးပေါင်းဆက်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံဟာတီတီကြီးရပ်တည်လာပြီးတော့ ယတနာပုံစိုက်ကင်းနဲ့စိုက်တယ်လို့တားရွှေကိုထမ်းလာတယ်လို့ကျင်းဒီပါကံဟာဇောတိကဖြစ်နေတာတော့အတိအကျပဲဖြစ်တဲ့အတွက်ထီကံဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အစဉ်ပြေမှုတွေများစွာရရှိတတ်သောလာဖြစ်တာ ਉਹ တော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာနော်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါရစေအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင် မိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွင်မှာယာရုလုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာရုတက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာ အဲဒါပြင် OH ချမ်းမီနဲ့ပတ်သက်သောလုပ်ငန်းတွေရှိလို့ဆိုတာကလောဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်တနင်္လာသာသမီမိတ်ဆွေတွေနဲ့လက်ရှိကာလအတွက်မှာငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအစုဆရာစုချင်းနဲ့ပတ်သက်သောကိစ္စတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်စွမ်းဆောင်လာမျိုးအထယ်လိုက်တို့တီတီဖနက်တို့ဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေအဲစားတောက်ကိုလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအကွယ်စီးအသင်းဘွဲနဲ့ပတ်သက်တာမျိုးပကြီးပခုဗေဒင်မီဒအစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေရှေ့တို့ဆောင်ရလုပ်ဆောင်ကိုကောင်းပါတယ် ဓာတ်စီဒီဇယ်လောင်စာစီကြောက်မြက်ရေသနာပဒံမြက်တွင်းထွက်ဘောမော့အဆက်ရှိမှန်အဆက်ရှိတာလေးတွေချစ်တို့ဆိုင်ရာလှုပ်ဆောင်မှာကုံတယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ်။ OA ချမ်းမီမီယာထိုင်ငင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ဂျင်းဒီဘောက်စောက်ရမယ့်ကာလဖြစ်ပြီးတော့စောက်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောက်နိုင်မယ့်ကာလချစ်တို့ဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းဂျင်းဒီဘောက်ရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါ OHM ပိုင်ဆိုင်လိုတဲ့မိတ်ဆွေများ OHM ပိုင်ဆိုင်ခြင်းမျိုးတွေကျင်းတည်ရရှိတတ်သောလဖြစ်ကြောင်းထလောက်ပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်မေတ္တာရေးစံအင်မတန်အားသာနေပြီးတော့အဲဖူးစာဖတ်ပေါ်ခြင်းတွေ သမီးကြီးသားများအနေနဲ့ဆိုရင်လည်းအိမ်တော်ပြုခြင်းတွေစိတ်ဆက်ခြင်းတွေတော့အားသာကောင်းမှုတိုးတက်နိုင်ပြီးတော့အဲမင်္ဂလာရက်ဆရာမင်္ဂလာလာယူလို့ရတယ်လို့ဆရာကြားပြန်ကြီးညာလိုက်ပြပါစီနော်အဲအိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှာတည့်ရွက်ဆိုတဲ့အတိုင်းပဲဟိုတုံးနဲ့တူတယောက်နဲ့တယောက်အဲသမီးကြီးသားဘဝကိုရက်အိမ်တော်ပြုဖို့အတွက်ကိုတိုင်းမြင်ရန်လူကြီးမိဘတွေနဲ့စိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟာလားကျပြီးရှိရဲတက်ရဲဆိုလိုပဲမိတ်ဆွေတို့နေနဲ့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတွေလူကြီးနှစ်ဖက်နှစ်ဦးကမ်းလမ်းလှုပ်ဆောင်ခြင်းတွေ ကျိုးစားပြီးတော့ဆွမ်းဆောင်ရင်ဘာမှမဆိုကျင်းတီဘောက်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေကြအတိအကျပဲဖြစ်ပါတယ်ခင်ဗျာအထယ်လိမ့်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရက်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်ရေချားမီချားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးလေးတွေငကူကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရဝေးခီးတို့ကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမှုတွေရရှိတတ်တယ်လို့သင်တန်းတက်ခြင်းဘာသာစကားသင်တန်းလို့ပညာရေးဆိုင်ရာတွေမှာလည်း အဲတင်းယူနိုင်တော့တင်းယူနိုင်တော့မိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီတော့လာဖြစ်တာအတော့ဂျင်းသည်တည်ကြပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့ထိတဲ့ဒီလာတာတော့ပြမဆိုရင်လူမျိုးရှားပါတာရှားအကျိုးပေးပါတယ်ယာရုပြုံငန်းကိုင်းငန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်ခင်းအစ်စ်ရရှိတာမျိုးတွေအိုးအိမ်ရှမ်းတွေဆောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတတ်တယ်လို့နဂိုကသာသမီမရရှိတော့တနင်္လာသာသမီမိတ်ဆွေတွေသာသမီရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တဲ့အတွက်နီးစက်ရ ဖရားစီပြတော်ဝင်နေပါဖြစ်စီဆရာတို့ဖရားတွေရဲ့เนาะမိတ်ဆွေတို့เนี่ยဖရားတွေရဲ့အရှိတ်မဟုတ်တဲ့တဲ့ကိုတွားပြီးတော့မြတ်စွာဘုရားနာမှာတိုင်တယ်တာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်မှာရှိတဲ့ညောင်မင်းကြီးကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မင်းသို့မဟုတ်ညောင်မင်းနတ်ပင်ကိုရှင်လွဲပေါင်နေတဲ့အပင်ကြီးနတ်ပင်ရှင်လွဲပေါင်နေတဲ့ရုပ်ကစုံနတ်ဒီနာမှာငပြောပြီးခုနှစ်ပြီးနဲ့နော်ဆွမ်းနာမိတ်ဆွေတို့အုံသီးနဲ့ဒါမျိုးလေးပေါ့မိမိတို့နိစ္စရာ ပြောဆိုတတ်တဲ့မိတ်ဆွေတွေနာမှာတစ္ဆာကလေးပြုပြီးတော့ တာသမီတာလာယရနာသမီလာပြုပညာလေးတွေတောင်းရင်ဆရာလူပြုလျှော့လျှော့လေးတွေရလာမှာအထေချာပဲဖြစ်ကြောင်းဆရာကထက်လောက်ပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလာရာတော့ဒီမှာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ထီကန်ဆန်းမာလို့တော့ပြောထားတယ်ပြောငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲ ကန်ရစီကမျိုးအကျွေးတင်နေပါစေအောင်တော့ကျင်းဒီဘောက်ကူညီမဲ့သူကူညီမဲ့လမ်းပေါ်လာတဲ့အတွက်ဘတော့ဖြစ်ဖြစ်စိတ်ထက်မကြပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်မိမိမြန်လာရဲ့ရှင်လန်းခြင်းနဲ့စိတ်ကိုယ်သာပြောအောင်ထားပါဘာကောင်မအရင်ကြီးစိုးရင်ပူပန်တောကဖြစ်နေတာမျိုးမလုပ်ဘဲနဲ့ခြေတိုးပြီးတော့အားသာကောင်းမွန်အောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမှာအတေကြပဲဖြစ်တယ် ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်ကောင်းတာတွေလည်းဆရာတို့ဆက်ပြောလိုက်ရအောင်ခင်ဗျာနော်ကောင်းတဲ့ချက်လေးတွေကိုဆက်လက်ပြောပြပေးပါရစေကောင်းတဲ့ချက်လေးတွေကတော့ဒီလတာတော့တုန်းကဆိုရင်တင်းငါတင်းလာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါတင်းငါနေသားသမီးတွေနဲ့အတွဲဖက်လောက်တာမျိုးတင်းငါနေနေဒီမှာအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်ကူအထောက်ပံ့ကိုရရှိတတ်တယ်လို့အကျိုးပေးသော အရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာ ဒါပေမဲ့ဆွေတို့အနေနဲ့အကျိုးပေးသောအရာတွေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားသာကောင်းမွန်စေတာအတေချာပဲဖြစ်တယ်အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာပတ်စံတစ်ထောင်ကနေနှစ်ရွက်ကိုဖြစ်စေ 200ရံနှစ်တရွက်ကိုဖြစ်စီ1000ရံဆုံး200ရက်200ရံကိုတရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သူမဟုတ်အိတ်ကထမှာထည့်ပြီးတော့အိတ်ကကလေးကိုပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ချင်းတုတ်တက်ရှင်ကြီးဂျင်းသေးပေါင်းရရှိမဲ့ကာလဖြစ်ပါလေအကျုံးမပေးတာလေးဒီဆက်လက်ဖော်ပြပြီးဝင်ပြပါခင်ဗျာကန်ဆိုတာဆရာတခုတစ်ခါလေးမှပြောတတ်ပါလေဇာတ်လုံးကတနည်းအားဖြင့်ဟာလောကမှာအများကြီးရှိတဲ့ထင်မှာမှာဇာတ်လုံးရဲ့တက်ကနစ်နဲ့ရှောင်းရံဆောင်းရံအတွက်ပြောကြပြပြီးခြင်းနဲ့ ခြင်းဖြစ်တယ်။သို့တော့မိတ်ဆွေတို့နေနဲ့ဗီဒင်ဆီယာဟာထိပေါက်အောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒင်ဆီယာဟာကျွန်တော်အုပ်ဖွဲ့နေတော့မဆွမ်းဘူးပေါ့။အဲဆရာကြီးစင်ရုံဒီစကားငါပြောရင်ကြက်ပြောက်တာကိုဝယ်ရောက်မိရေတရားရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျာ။ဒါအပြင်ဆရာငယ်ပြောသလိုပြောရင်ထီကနန်းချက်ကနန်းအပိုင်းပြီးရင်ဆရာငယ်အိမ်နဲ့ရောက်နေအိမ်နဲ့ဝိုင်းနဲ့ရောက်ပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထပ်လောက်ပြောရင်းနဲ့သတိပြုစင်ကြင်ရအတွက်ပါ။ ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အဆုံးမရောက်စေနဲ့အယုံကြည်လက်မသေးပါနဲ့เนาะဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းတယ်ဒီဘက်ကတော့ဒီမှာဆိုရင်မိတ်ဆွေတို့တတိထားမှာစက်ပစ္စည်းအတိတ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီကိုမတော်မှစိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဂယူဆိုင်ပါတနင်္ဂနွေသတ္တမိအမျိုးသားများအနေနဲ့ဆိုရင်တော့ အိမ်တော်ရဲ့အချုပ်ချင်းကိစ္စလေးတွေသို့မဟုတ်အချုပ်နောင်ကိစ္စလေးတွေဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဂျုံနေရလို့ရှိရင်ငါးသက်စီလွတ်ပေးတာမျိုးငါးလွတ်ပေးတာမျိုးငှက်စားတို့ခိုးစားတို့ခွေးစားတို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့အကောင်ကိုကောင်းမွန်တက်တယ်လို့အချုပ်နောင်ဖြစ်တတ်ပါတယ်လူငယ်များအချိန်နဲ့ပတ်သက်ရင်မထင်မှပဲအိမ်တော်ကြတာမျိုးလေးတွေအဲရည်စားလဲရအိမ်တော်လဲကြဆိုလို့စုပ်ခေါလက်ကိုအတုံးလိုက်တက်လိုက်ခဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထဆင်ရင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင် ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဆွမ်းနာလို့ကိုယ့်ကိုတိုက်ခိုက်တဲ့သူရွယ်ချက်ရှိကြီးကြုံရတတ်တဲ့အကြောင်းသတိထားစဉ်းကျင်ပြီးဖို့လိုအပ်ပါတယ်။စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်။ဒါပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာလို့ပဲဖြစ်ဖြစ်ကြုံမပြောရနဲ့ကြုံပြောရင်ပြတ်တတ်တော့အပတ်တာကလာအလားဖြစ်ပြီးတော့ခါမိတ်ဆွေတို့နဲ့ဘာလို့ဖြစ်ဖြစ်လှုပ်ရှင်တဲ့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေရင်သွင်းမှကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအသာကောင်းမှုတို့တတ်ပါတယ်။ ဆက်ပစ္စည်းရင်တကိုးကိုးခံရတာမျိုးတံမိုးရှိတဲ့ပတ်စံပစ္စည်းရင်ဆက်ပစ္စည်းတဲ့တကိုးကိုးခံရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါလေလူပြူစားခြင်းခံရတတ်တာမျိုးတွေအစားပြင်းဆုံးတိုက်မကောင်းတဲ့အတတ်ပညာတွေပြူစားအတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုအမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံအောင်ကိစ္စလေးတွေအိမ်တော်ရေးအရှုံရှင်းကိစ္စလေးတွေကိုကိုကိုကမဟုတ်ရင်တော့ရိုးစွတ်စွဆွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုတ်ကင်နဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုတ်တစ်တွေတိုးချက်လုတ်ကင်ခြင်းထက်ရှိနေတဲ့အလုတ်ကိုပဲတိုးတက်အောင်ဆွမ်းဆောင်ခြင်းဟာပုံမကန်အားကောင်းပြီးတဲ့အခါအလုတ်တစ်ချာနေတယ်ဒီအလုတ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အခြားတဏီယဒရိဒါကိုရွေးချယ်စဉ်းစားထားတယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစီမအတိကြပဲဖြစ်တယ်လက်လွန်ထားတဲ့ငွေကြီးတွေပြန်လဲရရှိပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင့်အဲ စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စီတာမျိုးလေးတွေအလင်းစလုံးဆုံးဖြတ်တာမျိုးလေးတွေယုတ်တိယဝုန်းနဲ့ထိုင်ခနဲ့ဆုံးဖြတ်ပြုတ်မှုတဲ့ကိစ္စလေးတွေမှာမိစ္ဆာတို့ကအမှားယုံလေးတွေပေါ်တတ်တယ်သူကသတိထားစင်ပြရန်လိုအပ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညာနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့ကိုအပူကူးစက်တတ်ပါတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုယ်အိမ်မှာခေါ်ပြီးတော့ညအိမ်ညာနေလက်ခံပြီးတော့ကိုယ်ကအိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးစက်တတ်ပါတယ် ို့အပြင်မိတ်ဆွေတို့အိမ်တော်ကွဲမယားကွဲဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတည်းကကိုယ့်အိမ်ကိုညာအိမ်ညာနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဂျားသုံးဂျားချောင်းဖို့ထလောင်းပြောကြလိုက်ပါစီကောင်းပြီဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်စပစ်စီရင်နဲ့ပတ်သက်လို့ကင်ွေမောင်းနေတဲ့ကသတိထားစင်ရင်မှာရင်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်စကားကို လူတိုင်းပြောတာမျိုးလေးတွေ၊ကုံတိုင်းပြောတာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတတ်တယ်လို့ရည်ရွယ်ချက်ကြီးမှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တေထားပြီးတော့လှုပ်ဆောင်မှာအောင်မြင်မှာမှအားသာကမှပြုမှုဆောင်ရတာကောင်းပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်လှုပ်တောက်ကြသားသမီးတွေနဲ့တောက်ကြမိတွေနဲ့တောက်ကြရက်တွေနဲ့တွဲပတ်လှုပ်တာမျိုးကကံကိုအားနည်းစေတတ်ပြီးတဲ့အခါ73ရက်နေ့တို့ 32ရက်နေ့လို့ဒီလိုရံမျိုးတွေမှာ73ကနန်းလို့31ကနန်းလို့ဟာမိတ်ဆွေတွေရဲ့ကံကိုအားနည်းစီတဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားစီနေပြီးရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်တတိထားစီနေရမှာတော့တံမိုးချီးတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေချွေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတာမင်လေးတွေမှာကြပြောက်တာမျိုး ကြာပြက်ကြတာမျိုးတခုခုကအနာမျိုးလူခံရတာမျိုးလေးဂျုံကတက်တက်ပြတ်တော့ဒါလေးတွေကိုတော့အကြွားအမောထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေယူတော့သတိပြုစင်ကြင်မိရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီလူယုံမလွယ်ပါနဲ့လူယုံဝင်လွယ်ရင်ဒုက္ခရောက်တတ်ပါလေအထူးသဖြင့် ကိုနဲ့တခါမှအလုံးမလုံဘူးတော့အမျိုးသမီးကြီးတွေကိုတက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အကူအညီကိုအဲလူကြုံမလွယ်ပါနဲ့အပြောအကောင်းရင်အတိုင်းမယုံပါနဲ့လို့ပဲဆရာကထပ်လောက်ပြောကြလိုက်ပြရစီခင်ဗျာနော်ဒါကပဲမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာလှဟိုဆနာလို့အလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ကျင်ရင်ဆနာလို့ရောစိတ်တိုင်းမကြတာမျိုးတွေဖြစ်ရတတ်တယ်လို့အဲကိုကိုတိုင်းပြင်ရင်မလာဘဲနဲ့သူများကပြင်ပြင်လာတယ်ဆိုတော့ ကာလာလာမျိုးဖြစ်နေရတော့မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကုန်ဆရာကြားမိတဲ့လောက်ဆိုအလှကုန်ဖန်စီပစ္စည်းအလှဘယူတီဆလွန်နေတဲ့ပတ်တိုင်ဆရာငနဲ့လာမိကြတာလေများတော့ဆရာကဒါလေးကိုလည်းတစ်ခုပေးလိုက်ပြရစီကိုကိုတိုင်းမြင်ရင်တော့ကိုကိုစိတ်တိုင်းမကြပဲနဲ့သူများတော့ကိုကိုစိတ်တိုင်းကြနေတာမျိုးအဲအဲဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်းလဲရှော့တယ်ပြင်လိုက်ရင်ပူရှော့မှုဆိုလို့မပြင်းတာအဲဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုကိုကိုဘာမှစိတ်တက်မကြပဲနဲ့စိတ်ကိုပြောင်းနေပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်နောက်တစ်ခုကလက်ပိတ်စီသောစကားတွေ အာဒုက္ခရောက်တော့မှာပဲကခဲတော့မှာပဲငွေပုံတော့မှာပဲဆိုတဲ့ဘူးဆိုသောစကားလုံးတွေကိုခြောင်ပြီးတော့ငါတော့ကံကောင်းတော့မှာငါတော့အစဉ်ပြေတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့ဒုက္ခဒုက္ခံဆိုတဲ့ကောင်းသောစကားလေးတွေဆိုပြင်းရှင်မိတ်ဆွေတို့ရဲ့ကံဟာအာသာခြင်းတုတက်ရှင်တွေဘက်ကိုကျင်းသေးပေါ့ရရှိစေတာအတေချာပဲဖြစ်တယ်ခမရဒါပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့မြောင်ဆူဆူရက်ကိုမျက်နှာမူတည်သွားတဲ့လုပ်ငန်းတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့ တတိထားဆင်ခြင်ပေးရမှာတော့တောက်ကြသာသမီးတွေနဲ့တွဲဖက်လို့တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားယောင်လို့ဒီယောင်လေးတွေကိုသို့မဟုတ်မြေကြီးယောင်တွေပေါ့နော်ဆန္ဒဒီယောင်လေးတွေကိုဟိုတတိထားဆင်ခြင်ပြီးတော့ဝိစင်မှာအရေးကြီးတဲ့ကိစ္စဒီမှာစိတ်ကိုထိုင်းမိုင်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းဆရာကထားလောင်းပြကြလိုက်ပြတယ်ခင်ဗျာကောင်းပြီ အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူး။ငကိုကဆက်သွဲပြက်နေတော့အိမ်ဆောင်ကြီးမှာအစင်ပြေလာတာမျိုးတုံးနဲ့လူတယောက်နဲ့တယောက်အကျင်နာတွေအားနည်းနေတော့နှွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိမ်ဆောင်ကြီးမှာတယောက်နဲ့တယောက်နှွေးနှွေးထွေးထွေးပြန်လဲတိုင်မညှိနှိုင်းတာမျိုးလေးတွေအကျိုးပေးသလိုအိမ်ဆောင်ဘက်ကြောင့်ငွေတွေလုံးနေရင်လည်းဝင်လာတာမျိုးလေးတွေသတ္တမိယတနာရရှိတာမျိုးလေးတွေတပည့်လက်သားအကူအညီထောက်ဖို့ရရှိတာမျိုးလေးတွေအိမ်ဆောင်ဘက်ရဲ့အစိုးရကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်စိတ်ချမ်းသာစရာသတင်းလေးတွေကြားရပတ်တော့ငကိုကစိတ် သူများဘက်မှာဖြစ်နေသောအမျိုးသမီးတွေသူများဘက်မှာစိတ်ပါနေသောတော့မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာဆွနာလိုပြန်လဲတဲ့မှတ်အောင်စူးစမ်းပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါလေငကူကဝေးကွာနေတော့အိမ်တော်ဗမားနေနေရတော့တုံးနဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးတွေကြီးကြီးကြုံဝတ်တက်တယ်လို့တကယ်လို့မှမိမိတို့အိမ်တော်ရင်မှာပြဿနာကတော့ကစားဖြစ်ပြီဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ ဂျားလူတဦးတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့သူကမြို့တို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကိုသူတစ်ပါးကိုမတိုင်မြင်ပါနဲ့လို့ထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တက်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တက်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာရလိုက်ချလိုက် ဒီလာတာတော့တွေ့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါနော်ဆရာဟိုပါဖြစ်လို့နော်ဒီလာတာတော့တွေ့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအကျအရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဖို့နေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်ဆိုရင်နှစ်ရာတန်လေးတရွက်နဲ့ရိုက်ပုံထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းအတွက်အယောင်းဖတ်ပြီးတော့အကန့်ကောင်းစီမှာအသေးစားပဲဖြစ်တယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ ဟိုရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းကုန်တွေကိုတရင်းစာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့တရင်းစာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့အဲရောင်းထွက်သွားအောင်ဆွမ်းလာလို့ပေါ့ရောင်းထွက်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါအယောင်းဝယ်ကောင်းပြီးကန်ကောင်းစီမှာအတေကြပဲဖြစ်တယ်ခင်ဗျအဆက်ဆက်ရရငွေကြီးကန်အားကောင်းစီပြီးတော့အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက် မပြောမိအဋ္ဌကံအနေနဲ့ဆိုရင်ဆရာမင်းရဲ့မိတ်ဆွေတနေ့လာတာတမိတယ်အဋ္ဌကံကုလို့တပါဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအဆင်ပြေစေဖို့အတွက်ဆိုရင်မဟာသမယတုတ်ကိုတနေ့ကိုတစ်ခေါက်လုံးနဲ့ရှစ်ရက်တိတိအဋ္ဌကံပြုလိုက်ရင်အခက်အခဲကြီးမှန်မြအပူတော့ခရီးမှန်မြပြည်လဲပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာအဆင်ပြေစေပြီးငွေကြီးကအားကောင်းစီရပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော် ကြံလေးနှစ်ချောင်းကိုနော်မြတ်စွာဘုရားဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဟိုဆက်လာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာတထောင်နှစ်လေးတစ်ရွက်ကိုတင်ထားပါဆရာပြန်ပြောပါမယ်နော်တထောင်နှစ်လေးတစ်ရွက်ကိုတင်ထားပါမှောက်မှောက်လန်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတဲ့ဖန်ခွက်လေးနဲ့ မိတ်ဆွေတို့ရဲ့ဟိုဖန်ခွက်လေးနဲ့တင်အကြည်ကလေးပေါ့နော်ဖန်ခွက်အကြည်ကလေးနဲ့တင်တင်ပြီးတဲ့အခါရေတဝက်တော့တင်ပြီးကြံလေးတစ်ချောင်းတင်ပြီးတော့နေ့စဉ်မိမိအိမ်ရာမြတ်စွာဘုရားမှာနော်ဟိုလှူပြီးတော့ခါကျတော့နေ့စဉ်တော့ကပ်ပေါ့နော်အရှင်ဘုရားဘုရားတပည့်တော်ကဤကြံနဲ့ပတ်စံမှူပါတယ်ဘာညာဆိုပြီးတော့လိုရာကိုဆူတောင်းရင်ကျိမ့်တည်ပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတင်းလာတာသမီးဒီလက်ကတော့စိတ်ရှမ်းလာစရာတွေများတယ်ဗျာကဲကောင်းပြီဆိုတော့တင်းလာတာသမီးမိတ်ဆွေတွေအားလုံးကံရဲ့ ထောက်ပံ့နေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအသီးသီးရရှိကြပါစေယတနာစိန်ကြောက်စေတော့တိုင်ကစားနိုင်ကြပါစေတက်နေတဘိုးလက်ဝေထိုးဖြိုးလို့တော့အောင်မြင်မှုအပေါင်းလူခါညောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကသာမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာကျင်းစင်ပါစေကျောင်းစုတောင်းရင်လည်းကဲတနင်္လာသားသမီးတွေအားလုံးယတနာစိန်ကြောက်စေတော့တိုင်ကစားနိုင်ကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျဒီလာတော့စိတ်ချမ်းသာကြနေပါပဲ